အဲ့တော့လေကောင်းယောဂါဆိုတော့ဒါမြန်မာပြည်ဘာသာပြန်ထားတဲ့နာမည်ပေါ့ဗျာအင်္ဂလိပ်လိုတော့ hemorrhoid လို့လည်းခေါ်တယ် pile လို့လည်းခေါ်တယ်နော်အဲ့တော့လေကောင်းမှာကရေပူရအဖြစ်အဆင့်၄ဆင့်ရှိတယ်အဆင့်၄ဆင့်ရှိတယ်အဲ့ဒီမှာမှာတချို့အဆင့်တွေကခွဲစိတ်ရလောက်အောင်ဆိုးရတယ်တချို့အဆင့်တွေကတော့ခွဲစရာမလိုဘူးနော်ပြီးတော့အတွင်းလေးအပြင်လေးဆိုတာလည်းရှိသေးတယ်။အဲဈေးပညာရဆိုတော့ external pile internet bar ပဲပေါ့เนาะအဲအဲ့လိုမျိုးခေါ်ကြတယ်ပုံမှန်ကတော့ကျွန်တော်တို့လိတ်ကောင်းကဒီဝမ်းသွားရခတ်တယ်ညှစ်ပြီးသွားရတယ်ပေါ့เนาะအဲလိတ်ကောင်းလေးလိုပဲဝင်လိုက်ထွက်လိုက်နဲ့ပြူတိပြူတိဖြစ်တယ်ဆိုလို့ရှင်တော့ဒါလိတ်ကောင်းပထမအဆင့်တစ်ပေါ့ဗျာအဆင့်နှစ်ကတော့သွေးတွေပါလာပြီဝမ်းသွားလို့ရှင်သွေးတွေပါလာတယ်သွေးပါတယ်ဆိုတော့ဒါအဆင့်နှစ်လို့သတ်မှတ်လို့ရတယ်เนาะအဆင့်၃ကကြတော့ဝမ်းသွားတဲ့အခါဒီမှာသွေးတွေပါတယ် ဝန်းသွားလို့ရှိရင်လည်းလေကောင်းကထွက်လာတယ်ထွက်လာပြီးတော့ကျွန်တော်လက်နဲ့ပြန်ထည့်ရတယ်နော်ကိုလက်နဲ့ပြန်တွန်းထည့်မှာပဲဝင်သွားတော့တယ်အဲဆိုတော့အဆင့်3ပေါ့အဆင့်4ရတော့ကျွန်တော်တို့အဆင့်3ထပ်ပိုဆိုးသွားတယ်လက်နဲ့ပြန်ထည့်တော့မဝင်တော့ဘူးအပြင်မှာတစ်ဆူဆူကြီးဖြစ်ပြီးတော့အဲဆိုရင်ဆေးရုံလေးကထုံစည်းကြီးချောစည်းကြီးတုံးပြီးတော့ပြန်သွင်းပြီးတော့မှပဲရတော့တာပေါ့ အဆင့်၄ပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့၄ဆင့်ရှိပါတယ်များသောအားဖြင့်အဆင့်၃နဲ့အဆင့်၄တွေဒီစိုးလောက်အောင်အိမ်မှာထားရဆိုလို့ရှင်တော့ဆောင်းနေစီကိုရောက်တဲ့အခါမှာစမ်းသက်တွေ့ရှိတဲ့အခါမှာခွဲစိတ်ဖို့ပဲအကြံပေးရပါတယ်အခုနောက်ပိုင်းကျတော့ဒီလိန်ကောင်းတဲ့ပတ်သက်လို့တုံးဆွဲရတဲ့တောက်ဆီးဒီစအူလေးထဲတဲ့ဆီးကြီးကတော်တော်လေးကိုတူးတက်ထူးခြားကောင်းမွန်လာတယ်လူဆီးတချို့လည်းရှိတယ်အဲ့တော့အဲ့ဒါတွေနဲ့ဆိုတော့ ိုကလေကောင်းဖြစ်တယ်ဆိုတော့သိတဲ့အတိုင်းပေါ့နော်ကရောပါရဲ့ဒါပစိုးလန်ထမိန်လန်လှန်ပြရမယ်ဟာဆိုတော့လူနာတွေကရှက်ကြတယ်ရှက်လို့ကြိုးစားပြီးတော့ချိန်မိတ်နေရင်းနဲ့ဘလုံးမှတန်းကြီးမခံနိုင်တော့မှပြကြတော့ဒီလေကောင်းယောဂရဲ့အဆင့်တွေမြင့်ကုန်ရောအဆင့်တွေမြင့်ကုန်လို့ရှင်တော့တေချာပေါက်ခွဲခံထီတော့တာပဲအဲဒီတော့မရှက်နဲ့တိတိချာချာပြပြောပြပထမအဆင့်တင်တဲ့အဆင့်နဲ့ဆိုရင်တောက်စီလူစီနဲ့ပျောက်တယ် เนาะပြောင်းနိုင်တယ်စီးတောင်ထိုးစရာမလိုဘူးเนาะအဲဒါလေးကိုကျွန်တော်သိစေချင်တယ်စီးငန်းမှာလည်းဒါတော်တော်ကုပေးရတဲ့ယောဂါတွေမှာပါပါတယ်အဲ့တော့ဖြစ်တယ်ဆိုလို့ရှိရင်မရှက်ပါနဲ့မိမိပြနေကြဆရာဝန်စီမှာတရားတော်ပြပြီးတော့ကုသမှုခံယူပါစနစ်တကျကုသမှုခံယူမယ်ဆိုလို့ရှိရင်တောက်စီနဲ့ပြောက်ပါတယ်လေကောင်းရဲ့ထူးခြားချက်ကတော့ဝမ်းချုပ်တာများဖြစ်တယ်အဲ့တော့အထိုင်မများစေနဲ့ဝမ်းမချုပ်စေနဲ့ပေါ့ဗျာဒါဆိုတော့ဒီဗီဒီယိုလေးအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဂျေဇုတင်ပါတယ်ခင်ဗျာ